တေကူပိစနှစ်ဥက္ကလအခါသမယမှာမြန်မာနိုင်ငံတော်သူနိုင်ငံသားများနဲ့တကွကဘာသူကဘာသားတတ်တော်အားလုံးကောင်းကျိုးချမ်းသာမင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေလို့ရှေးဥစွာဆုမွန်ကောင်းတောင်းအပ်ပါတယ်။နှစ်တေကူပိစနှစ်ဥက္ကလအခါမှာဘုရားမြတ်စွာဟောကြားတော်မူခဲ့တဲ့တရားတော်များတဲ့ကနေစဉ်ဘဝမှာအစဉ်တပြေလိုက်နာကျင့်သုံးပြီးတော့ချမ်းသာဒုက္ခတွေရရှိဖို့ရန်အတွက် ဟောကြားထားတဲ့သုတ်တံများကိုရွေးချယ်ပြီးတော့ဒီကနေ့နေဥကာလဓမ္မလက်ဆောင်တရားကိုဟောကြားมาဖြစ်ပါတယ်။လောကရှိ လူသားတွေအားလုံးဟာနှစ်ဟောင်းကုံတိုင်းနှစ်ဟောင်းကုံတိုင်းနှစ်သက်ကိုချူဆူကြပြီးနှစ်သက်မင်္ဂလာအခါသမယမှာကောင်းကျိုးချမ်းသာတွေကိုမျှော်လင့်တောင်းတကြတာဓမ္မတာတစ်ခုလို့ဖြစ်နေပါတယ်။မြည်သည့်လူမျိုးပဲဖြစ်ဖြစ်နှစ်ဥကာလအခါသမယမှာကောင်းကျိုးချမ်းသာတွေရကြပါစေ။ကောင်းကျိုးချမ်းသာမင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေ။တူတူ ဆွမွန်ကောင်းချွေပြီးတော့ရရှိလာမဲ့နှစ်တဲ့အခါသမယမှာစီဝါရေးပညာရေးလူမှုရေးမိမိတို့ဘဝနေထိုင်ရေးတွေအလုံးအဆင်တပြေဖြစ်ဖို့ရာအတွက်မျှော်လင့်ခြင်းကြီးစွာရှိကြပါတယ်လူသားတိုင်းအလုံးဟာတဏှီဒီသောတခုဒီသောဆန္ဒကတော့လူသားတွေဟာဒုက္ခကာမချမ်းသာခြင်းရတယ်ဒုက္ခပဋိကုလဆင်းရဲဒုက္ခကိုယွမုံကြရတယ်ချမ်းသာဖို့နိလန်းအမျိုးမျိုးကိုရှာကြံပြီးတော့ချမ်းသာဒုက္ခရရှိရေးအတွက် ကျူပန်အထုတ်နေကြတာဖြစ်ပါတယ်သို့တော်လည်းချမ်းသာဒုက္ခကိုဆံရဆံရစစ်မှန်တဲ့အကြောင်းတရား